နမောတတဗကဝတော အရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူနဗိမာတတဝါအလုံးတို့ဤပူဇော်ထုကိုခိုင်းတော်မူထိုက်ထသောအရဟတောလုံးစုံသောကိလေသာမှန်သမျှကိုအကျဉ်းအကြံမရှိအကုန်အစင်ပယ်တတ်တော်မူပြီးထသော အရဟတောစေကွဲရာယ၌ပင်လည်းမကောင်းမှု အကုသိုလ်ကိုပြုတော်မမူတတ်ထသောသမာတမ္ဗုဒ္ဓတအလုံးစုံသောတရားတော်တို့ကိုအဖောက်မပြန်သယံဘူးဉာဏ်ဖြင့်ကိုရောတိုင်းထုတ်တွင်သိတော်မူပြီးထသောတတဘဂဝတောဣတရိယဓမ္မယတ္တသီရိကာမပယတ္ထတိဟုသောဘုံတော်၆ပါးသခင်ထိုဘယရှင်အားနမောယုသိမြန်တို့မာယုကျွ၍ရှိခိုးပါ၏ရှင်ဘယ။ဒီနေ့ဘုန်းကြီးတို့ဒါနပရိသတ်များအား ကိုကိုဆုံးမခြင်းစာစုများကိုအပိုင်းလိုက်အပိုင်းလိုက်ဟောကြားမျှဝေခဲ့သည်မှာဒီနေ့အပိုင်း7ကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အပိုင်း7မှာရေးထားတဲ့စာသားလေးကိုခွင်းတို့ရှေးဦးစွာအရင်ဆုံးဖတ်ပြပေးပါမယ်အပိုင်း7မှာရေးထားတာကကို့အတွေးဟာကို့ဘဝကို ပုံဖော်ပေးတယ်အတွေးမှားတာနဲ့ကို့စိတ်မှာလေးသွားတော့တာပဲ တခါတလေမလိုအပ်တဲ့အတွေးတွေနဲ့ဟိုတွေးဒီတွေးတွေးနေတာတွေကြောင့်အဆွေးတွေပဲရောက်နေတာလည်းရှိတတ်တယ်။ဘဝမှာအကျိုးမရှိတဲ့အတွေးတွေဟာနောင်တနဲ့တောကကိုပဲဖြစ်စေတတ်တယ်။အတွေးဆိုတာရှိရမှာမဟုတ်ဘူးသိရမှာ။တွေးနေတာကိုသိသွားရင် တွေးစိတ်ကပျောက်သွားတာပါ။အတိတ်ကိုတွေးရင်ဆွေးတတ်တယ်အနာဂတ်အနာဂတ်ကိုတွေးရင်ဝေးတတ်တယ်။ ိဿုပ်ပံတဲ့တဲ့မှာပဲပေါ်တဲ့အတွေးကိုတိအောင်ကြိုးစားရမယ်။တိရင်မစွဲဘူး၊မတိလို့စွဲတာ၊စွဲရင်လွဲတာပဲ။ဒါကြောင့်မလိုအပ်တဲ့အတွေးတွေနဲ့စိတ်ကိုလေးနေစေမယ့်အစားအတွေးကိုတိအောင်ကြိုးစားအလွဲအမှားအတွေးတွေနဲ့အဆွဲမများဖို့အရေးတတိတရားလေးနဲ့ပဲအတွေးကိုလျှော့အဆွေးကိုပေါ်ကြတာပေါ့။ဒါကဒီကိုယ့်ကိုဆုံးမခြင်းအပိုင်း၁၇မှာဘုန်းကြီးတို့ညဝေပေးထားတဲ့စာစုလေးပါပဲ။အတွေးနဲ့ပတ်သက်တာနဲ့ အင်္ဂလိပ်စကားမှာ your thoughts is your life ပဲကိုအတွေးဟာကိုဘဝပဲတတဝါတွေပုံဖော်ပေးတာအတွေးတွေကပုံဖော်ပေးတာပဲအကောင်းတွေးရင်အကောင်းပုံဖော်ပေးတယ်မကောင်းတဲ့အတွေးရင်မကောင်းတဲ့အတွေးတွေကကိုဘဝကိုမကောင်းတာတွေပဲပုံဖော်ပေးတာသံတတဝါတွေအတွက်အတွေးဟာသိအရေးကြီးပဲလို့မြတ်စွာဘုရားရှင်ကလည်းပဲဒီမဂ်ကင်ရှိပါတဲ့မှာတန်ငါတမ္မာသင်္ကပ္ပ right thought မှန်ကန်တဲ့အတွေ့အကြုံဆရာဘုရားကဒီမှန်ကန်တဲ့လမ်းစဉ် mechanism ပါတယ်မှာထည့်ထားပေးတယ်အဲ့တော့တမ္မသင်္ကပ္ပရဲ့ဆန့်ကျင်ဘက်ကမိစ္ဆာသင်္ကပ္ပအတွေ့မှားတာအတွေ့မှားသွားတာနဲ့တတ္တဝါတွေမှာအဲ့အတွေ့ရဒုက္ခပြီးတော့တာပဲဆိုတော့ဘုန်းကြီးတို့တော်ကောင်းများကိုယ့်အသားကိုပြန်စဉ်းစားကြည့်တရကစိတ်ကိုလေးစေတာကတခြားသူကလေးစေတာမဟုတ်တခြားအကြောင်းအရာတွေကလေးစေတာမဟုတ် ကိုယ့်ဘာသာကိုမလို့အပ်တဲ့အတွေးတွေတွေးနေလို့လေးသွားတာအိယာကနိုးတာနဲ့တခါအတွေးမှရင်တခါကအိယာနိုးရင်တချို့လူတွေမှာအသိစိတ်ဝင်လာတာနဲ့အတွေးတွေနဲ့မထနိုင်ဘူးခင်ဒီကကညာကတွေးထားတဲ့အတွေးရအရှိန်မပြေမနဲ့မိုးလင်းတဲ့ဒီအတွေးထက်တွေ့ရောက်လို့ကိစ္စတစ်ခုကအတိတ်ကပြီးခဲ့တာတွေကိုကိုကအဲ့ဒါတွေကိုပြန်ပြန်စဉ်းစားရင်တွေးရင်တွေးနေညာအိတ်ခံဒီအတွေးကိုယူပြီးအိယာထဲဝင်သွားတယ်အဲ့အတွေးနဲ့အိတ်မပြော တွေးပြီးတော့အိပ်ပျော်သွားလဲအိပ်ပျော်မှာပျော်တယ်နှစ်နှစ်ခြားခြားအိပ်မပျော်တဲ့အတွေ့အကြုံအတွေးတွေနဲ့အိပ်ရတဲ့ယူပြီးအိပ်ပျော်သွားတဲ့လူဟာသူ့မှာအတွေးတွေကအိပ်ပျော်ကနေမှစိတ်အစဉ်ကအတွေးစိတ်ပဲရှိနေတဲ့အတွေ့အကြုံအိပ်ကပျော်တစ်ချက်မပျော်တစ်ချက်ဖြစ်တတ်တယ်ပြီးလို့ရှိရင်အိမ်မက်မက်တယ်ဆိုတာအဲ့ဒါကြောင့်မက်တာအိမ်မက်မက်တယ်ဆိုတာအဲ့ဒီမိခင်ဖြစ်နေတဲ့အတွေးတွေကြောင့်မက်တာဒါကြောင့်အိမ်မက်ဟာအိမ်မပျော်တပျော်မှာပဲမက်တယ်အိမ်မက်များတဲ့သူကအိပ်ရနိုးရင်အိပ်ရမဝဘူး ဆိုအတွေးတွေကအိမ်မက်တွေကိုပုံဖော်ပေးတယ်အဲ့ဒီအတွေးတွေကမပြီးတော့ဘူးနောက်နေ့မနေ့လည်းပဲတခါတခါအဲ့ဒီမနီးရညတွေးခဲ့တဲ့အတွေးမနေ့ကပြန်တွေးနေတော့လာအဲ့ဒီအတွေးကလူကိုလေးလံစေပြီးတော့လူစိတ်ကိုလေးသွားတာအတွေးကလေးသွားတာတွေးမာတာနဲ့လေးသွားတော့တာဒါကြောင့်မလို့အတွေးဆိုတာဘယ်တော့မှခေါင်းထဲမှာကြာကြာထားလို့မရကောင်းတဲ့အတွေးဆိုရင်တော့တွေးလီဝမ်းသာတယ်ပဲမကောင်းတဲ့အတွေးကတွေးလီလေးလူကိုပင်ပန်းစေလိမ့်မယ် မှားခဲ့လေစွာဆိုတဲ့အတွေးများသောပင်အတွေးဆိုတာကဟိုအတိတ်ကအကြောင်းအရာတွေပြန်ပြီးတော့ဆွေးနေတာပဲများတယ်အနာကတွေးတာကတော့ဒါကအနာကမလာသေးတာကိုတွေးပြီးတော့ပုံဖော်တဲ့လူတွေရှိတယ်ဒါပေမဲ့အနာကမှာကျတော့အနာကအတွေးဒီကောင်းတာပဲတွေးတာများတယ်အနာကကိုဘယ်လိုပုံဖော်မယ်ဘယ်လိုလုပ်မယ်သူ့စိတ်ကူးနဲ့သူဟုတ်နေတာအတိတ်အတွေးကျတော့ तू ကကောင်းတဲ့အတွေးတွေမလာဘူးများသောအပြင်မကောင်းတာတွေပဲလာတယ်အတွေးတွေဟိုတွေးတွေးပြီးတော့အတွေးတွေနဲ့ထန်းတိုင်းနဲ့လူပါလေးသွား လူရဲ့သဘောကပစ္စည်းဝိတုကိုထမ်းထားရင်တဲ့ရုပ်ခန္ဓာကိုလေးတယ်တဲ့အတွေးကိုထမ်းထားရင်စိတ်လေးတယ်အဲအတွေးဆိုတာကထမ်းထားရတာမဟုတ်အတွေးဆိုတာလွတ်ချလိုက်ရတာအတွေးဆိုတာထုတ်ပလိုက်ရတာအတွေးကိုမထုတ်လို့အတွေးကိုထမ်းထားရင်အဲအတွေးနဲ့တခြားလုံးလေးနေစရောတာဝိနုကိုရီးယားမှာနေတော့မဟာယာနဗုဒ္ဓဘာသာမှာလာတဲ့စတိုရီလေးတစ်ခုဇင်ဘုဒ္ဓဇင်ကလာတဲ့ဝိတုလေးပုံမြင်လေးတစ်ခု အဲဒီပုံမြင်ထဲမှာကိုရီးယားဆရာတော်နှစ်ပါးကိုရီးယားဆရာတော်ဆိုပြန်မဟာယာနဘုန်းကြီးနှစ်ပါးမဟာယာနဘုန်းကြီးနှစ်ပါးတနေ့တော့ခရီးအတူထွက်ကြအတူထွက်အတူထွက်ရင်းနဲ့တောတစ်ခုကိုဖြတ်တဲ့အခါမှာရည်စည်းတန်တဲ့ချောင်းတစ်ချောင်းကိုရှိအဲချောင်းတစ်ချောင်းကိုဖြတ်ခံနေမှာအဲချောင်းဘေးနားမှာအမျိုးသမီးဓမ္မတယောက်ကရည်စည်းတန်တော့မကူးနိုင်ပဲနဲ့ဖြစ်နေတယ်ကူးဖို့ခက်ခဲဖြစ်နေတော့ လူတွေအကူအညီတောင်းပါတယ်ဘူးမှမလာဘူးတော်တယ်အဲ့ဒါယန်းနှစ်ပါးဖြတ်လာတာတွေ့တော့ခွင်းနှစ်ပါးတွေ့တော့မတတ်နိုင်တော့ဆရာတော်တွေပဲအကူအညီတောင်းအောင်ပါပဲဒကမကဘုံဘုရားတပိတော့ကူဖို့ခက်ခဲဖြစ်နေကူညီပေးပါဗျာဆိုတော့ဒီဒကမဘုံကြီးနေရဘလို့မှကူပေးလို့အစင်မပြေဝင်းကြီးကြောင်းရအဲ့ဒါနှစ်ပါးတည်းကဟိုကြည့်ဒီချင်းနောက်တော့တပားကဒီဘက်ကတပားကဲမထူသူခက်ခဲဖြစ်နေတာပဲငါအာဘသင့်ခံပြီးတော့ဒကမကိုကူပေးလိုက်မယ်ဆိုပြီးတော့အဲ့ဒီဘုံကြီးကဒကမကိုကြောပို့ပြီးတော့ဟောဘကန်းကိုကူပေးတာချောင်း ဥပကမ်းမှာရောက်တော့တက္ကမထားခဲ့ပြီးကိုလန်ကိုဆက်ဆိုအဲ့ဒါဘေးရပါလာတဲ့ရန်တစ်ပါးကဥကိုတော်ကဒီဘက်ကဖုံးယူအပြစ်ပြောတာတခြားလုံးပြောတာရှင်ဘုရားဘာဖြစ်လို့ရန်လှုပ်ပြီးတော့ဒီလိုလှုပ်ရတာလဲအဘတ်တင်တာမသိဘူးလားပေါက်ပေါက်ဖောက်တာတလန်းလုံးဒီဘက်ကရန်သူ့ပြင်းတဲ့သူကမပြောတော့ဘာမှမပြောရင်ဥပကဘုံကြီးတခြားလုံးပြောတာအပြစ်တည်း နောက်တလားတပတ်လောက်တခါနေထပ်တွေ့တော့လေအဲ့ဒီဘက်ကကိုတော့ပြောတာပဲအရှင်မယားအဲ့တုန်းကရှင်မယားမကောင်းဘူးဓမ္မကိုကြောပို့ပြီးဟောဘက်ကူပေးတာအပြစ်တင်နေဆိုပြောပြန်ရောနောက်တခါတလားလောက်နေတခါထပ်တွေ့လေအရှင်မယားတော့တပိတော့မပြောကျင်လို့အဲ့တုန်းကဓမ္မကိုရှင်မယားထမ်းပြီးတော့ဟောဘက်ကန်းပို့တာမကောင်းဘူးခင်ဗျာအဲ6လလောက်နေတခါထပ်တွေ့လေဒီဘက်ကကိုတော့ကြီးကပြောပြန်အရှင်မယားတော့တပိတော့မပြောကျင်လို့နောက်တနှစ်လောက်နေတခါထပ်တွေ့တော့အရှင်မယားတပိတော့မပြောကျင်လို့ဗျာသူတနှစ်ကျော်ပြောတော့မှာ အရှင်မြတ်ဟောဘက်တကမကိုကြောပို့ပြီးဟောဘက်ကိုပို့ပြီးတာမကောင်းဘူးဖေဟာတစ်နှစ်ကြော်ကြာပြောလာအဲ့နဲ့ဘာမှမပြောခဲ့ဒီဘက်ကရန်ကတစ်နှစ်ကြော်ကြာတဲ့အထိပြောနေတဲ့ဟောဘက်ကဘုံကြီးကိုနောက်တော့ပြောပြတယ်အရှင်မြတ်တကယ်တမ်းကျရင်တပည့်တော်ကအဲ့တုန်းကတော့တကမကိုကြောပို့ပြီးတော့ဟောဘက်ကန်းကိုကုပေးတာတော့မှန်တယ်ဖေဟာဒါပေမဲ့တပည့်တော်ဟောဘက်ကန်းမှာပဲထားခဲ့ပြီဖေဟာတကယ်တမ်းထန်ထားတာကအရှင်မြတ်ကဂုတိထန်ထားတော့ဖေဟာဩသိကောင်းတာပဲ တပည့်တော်ဟိုဘက်ကမ်းမှာပဲထားခဲ့ပြီဗျာတဲ့ဒီဒကမကိစ္စကောင်းနေမရှိတော့ဘူးတဲ့တကယ်တမ်းဂုတိပိုးထားတာထမ်းထားတာအရှင်မြတ်ဂုတိထမ်းထားတာဗျာတဲ့တနစ်ကျော်ကြပြီရှင်မြတ်အပြစ်တွေပိုဖြစ်နေတယ်လို့ပဲတပည့်တော်အော်အဲ့တော့မှသဘောပေါက်ဟုတ်တာပဲငါကအတွေ့အကြုံနဲ့တနစ်ကျော်ကြရင်မမေ့နိုင်တာပဲအော်တို့ဘဝမှာအဲ့ဒါတွေအတွေ့အယူစားတွေအများကြီးရှိတခါတခါနှစ်နှစ်ကျော်တဲ့အထိမမေ့တာလည်းရှိတယ်သုံးနှစ်ကျော်တဲ့အထိမမေ့တာလည်းရှိတယ်မကောင်းတာတွေ ခဲမကြည့်ဘူးအမေတချို့ဆိုရင်အိုက်တာချို့ရုပ်ရှင်စကားအကျင့်ပိုဆိုးသေးတယ်တသက်လုံးမကြည့်ဘူးဆိုတာလေနော်အတိတ်ကဟာတသက်လုံးမကြည့်ဘူးဆိုတာရေလောက်တာတော့ဆိုတော့တသက်လုံးမကြည့်တော့ကဒါကြီးကဟိုကိုယ့်အတွက်အကျိုးဖြစ်မှလားမဖြစ်ဘူးကြောင့်အတိတ်ကကြံခဲ့တဲ့အတွေ့တွေမှာကိုယ့်အတွက်အကျိုးမပြုတဲ့ဟာတွေကိုယ့်အတွက်အဆိုးအဆိုးတွေပဲဖြစ်စေတဲ့အရာတွေဆိုရင်မတွေးပါနဲ့မေ့ပလိုက်ပါအတွေးဆိုတာလူကိုလေးစေတာဖြစ်တဲ့အတွက်ကြောင့်အတွေးကိုကြာကြာထားရင်စိတ်ကိုလေးလံသွားစေတာ မြတ်စွာဘုရားယောက်မလို့အတွေးဆိုတာကကိုယ်ခေါင်းထဲမှာရှိထားမယ့်အရာမဟုတ်အတွေးဆိုတာသိရမှာတခါကတရားအားထုတ်တဲ့ယောဂီတွေမှာအများရန်ပြောရတယ်တရားအားထုတ်ရင်လည်းတမာတိမတည်တဲ့အခါအတွေးတွေနဲ့ရှောင်းတွေးနေရခါကျတဏှာကြီးအားထုတ်တယ်အတွေးတွေနောက်ကိုလိုက်သွားလူကအတွေးကိုမသိတော့အတွေးကရှောက်ပြီးစိတ်ကူးနေချင်းဟိုကြွဒီကြွကြွဟိုနိုင်ငံရောက်ဒီနိုင်ငံရောက်တခါတတိပြန်လဲလာတဲ့အခါကျတော့ဓာကြီးကြည့်လိုက်တော့တဏှာကြီးထိုးကနေအာငါအတွေးတွေနဲ့ တွေးနေပါလားအဲ့ကြောင့်မှသိတာအတွေးဆိုတာကမသိရင် तू ဆက်တွေးနေတာသိလိုက်တာနဲ့တွေးတဲ့စိတ်ကပျောက်ပြီးတော့သိတဲ့စိတ်ကလေးကရောက်လာညအတွေးဆိုတာသိအောင်လုပ်ရတယ်သိရင်အတွေးကမရှိတော့မသိလို့ခေါင်းထဲထည့်တာအဲ့အတွေးတွေနဲ့လူကိုလေးစေတာတရားအားထုတ်တဲ့ယောဂီတွေမှာသိအရေးကြီးတာဘုရင်ကိုရီးယားမှာနေတော့ကိုရီးယားယောဂီတွေတရားပြဝိပဿနာတရားပြတရားပြတော့တနေ့တော့ကိုရီးယားဘုန်းကြီးတစ်ပါးရောက်လာ ဘုရင်တပါရောက်လာသူကဝိပဿနာတရားအားထုတ်ခြင်းပါတယ်တဲ့။အရင်တော့သူတို့ကိုရီးယားအားထုတ်နေခန်းနွားဆောင်ဆိုတဲ့တရားအားထုတ်နေရှိခန်းနွားဆောင်ဆိုတဲ့အတွေးတွေကိုမှတ်ခိုင်းတာ။သူကအတွေးကိုတိတန်လှုပ်ပြီးတွေးပြီးတော့အဲ့အတွေးကိုလိုက်မှလာအတွေးကိုအတွေးနဲ့လိုက်မှခိုင်းတယ်။သူအဲ့တရားကြာအင်းမောင်လင်း90နှစ်လောက်အားထုတ်တာဘာတရားမှမရအောင်။နောက်တော့ရှင်မရအကြောင်းရောက်လာပြီးတော့ဝိပဿနာတရားအားထုတ်ရှင်ပါတယ်ဘုရားဆိုတော့အဲ့ဒါဘုန်းကြီးကဝိပဿနာတရားအားထုတ်နေသင်ပေးလိုက်တယ်။ အတကေဟေယဟမနိကာကိုရီးယားလိုဝိပဿနာတရားဘလို့အားထုတ်ရမလဲဖေယဆိုဝိပဿနာဟိရနုံကိုရှိမုံကွာမအောင်မဲဆိုဣရောနာနယောရကာကြီးလိုအင်းနံကတဲ့ရအရဟံနုံကိုရှိတာဘုရားပြောပြတယ်ဝိပဿနာဆိုတာလို့စိတ်မှာပဲဖြစ်ရုပ်မှာပဲဖြစ်ဖြစ်ဖြစ်သည်မြပေါ်သည်မြအရာတွေဖြစ်စေဖြစ်ခိုက်ပေါ်စေပေါ်ခိုက်မှာအရှိအတိုင်းလိုက်ပြီးတော့တိမှတ်ပေးရတဲ့သဘောကိုဝိပဿနာလို့ခေါ်တာ မုံကွာမာအုံးမဲဆိုအီရောနာနောယောရောကာရှိရူအင်းနံကဒေရူအရှိကိုအရှိအတိုင်းပဇာနာတိတိရတာယထာဘူတံပဇာနာတိမာတတိပဌာနာတုံးမှာအဲ့ဒီစကားလုံးကအချုပ်ယထာဘူတံအရှိကိုအရှိအတိုင်းပဇာနာတိတတိလေးကပ်ပြီးတော့တိရတာဝိပဿနာဆိုတာစိတ်မှာပဲဖြစ်ဖြစ်ယုံမှာပဲဖြစ်ဖြစ်ဖြစ်သည်မြပေါ်သည်မြအရာတွေကို ဖြစ်စေဖြစ်ခိုင် ပေါ်သေးပေါ်ခိုင်းမှာအရှိအတန်လိုက်ပြီးတော့တိမှတ်ပေးတာဝိပဿနာဆိုပြီးတော့ဘုန်းကြီးကိုရီးယားဘုန်းကြီးကိုဝိပဿနာကျင့်စဉ်ပေးပြီးတော့အားထုတ်ခိုင်းကြီးအားထုတ်ခိုင်းတော့အဲ့ဒီဘုန်းကြီးကကြိုးစားအားထုတ်တယ်တရားစစ်တဲ့အခါကျသူ့မေးကြည့်တယ်စွင်ဟာတဲ့အော်တေယောဝိပဿနာစွင်ဝိပဿနာတရားအားထုတ်တာဘလို့သဘောရလဲစိန်ကကီမာနီနာယောစနေမနဲ့အတွေ့အကြုံအများကြီးဝင်နေပြရတယ်ဘယ်ကရောစမနီကဘုန်းကြီးပြန်ပြီဘာလို့လဲအတွေ့အကြုံဝင်တာလဲ ျောင်းနဲ့ရင်နာတဲ့ခန်းသွာဆောင်တော့မာနီဟဲပါဆောယုတဲ့။တပြီးတော့အရင်တော့အတွေ့အကြုံမှတ်ရတဲ့ခန်းသွာဆောင်ဆိုတဲ့တရားအားထုတ်နည်းကိုအများကြီးမှတ်ခဲ့တာဗျာတဲ့။အဲ့ဒါကြောင့်အတွေ့အကြုံပေါ်နေတာ။ဆိုတော့တပြီးတော့အတွေ့အကြုံဘယ်လိုလုပ်ရမလဲ။အားပြောပြ။ပြောပြဘုန်းကြီးကပြောပြတယ်။တရားအားထုတ်တဲ့ယောဂီတွေအတွက်အတွေ့ဆိုတာအန်တရာပဲ။ဆွင်ကြတရီဟန်တဲ့စင်ကကိရဏုံကိုရှိမွန်ကြကအစ်တာ ဝိပဿနာတရားအားထုတ်တဲ့လူတွေမှာအတွေးဆိုတာအန္တရာယ်ပဲလို့အတွေးဆိုတာရှိရမှာမဟုတ်ဘူးအတွေးဆိုတာသိရမှာစင်ကဂိရနုံကိုရှိအိဆောယဟနုံကိုရှိအာနိတာအာရယဟနုံကိုရှိတာသူပြောပြအတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာသူတို့အတွေးတွေချုပ်ပြီးတော့အားထုတ်တာသူအားနဲ့ဘုန်းကြီးကပြောပြတယ်အတွေးဆိုတာချုပ်ရမှာမဟုတ်အတွေးဆိုတာထုတ်ပလိုက်ရမှာ 생각이라는것이지켜하는것이아니다.벗어나야하는것이다.고리하러벗어나도아,톱래.누명얼룩래.안도이스라지켜야하는것이아니다.촉타야마먹후벗어나야하는것이다.트럭명블라야마.톱블라야마.두벼벼.အဲ့ဒါပြန်အားထုတ်တဲ့အခါကျသူအတွေးတွေကိုဖယ်ပလိုက်တော့မှသူတရားလေးရတော့အားထုတ်လို့ရတော့ ပြောချင်တာကအတွေးကမသိလို့ရှိရင်ဆက်တွေးနေတဲ့အတွက်ကြောင့်တရားလည်းရှိမရောက်ဘူးတွေးနေတာကိုသိရင်တွေးတဲ့စိတ်ကပျောက်သွားတယ်သိတဲ့စိတ်ကလေးကရောက်သွားတာဆိုတော့လူတွေမှာအဲ့ဒီအတွေးတွေကြောင့်ဒုက္ခရောက်နေတာဖြစ်တဲ့အတွက်မလို့အပ်တဲ့အတွေးတွေခေါင်းထဲထည့်ထားလို့မရဘူးမြတ်စွာဘုရားလက်ထက်ကမေဂိယဆိုတဲ့ယဟန်တစ်ပါးရှိဘူးတယ်မေဂိယဆိုတဲ့ယဟန်ကမြတ်စွာဘုရားရှင်ရဲ့အလုအကျွေးပဲ မြတ်စွာဘုရားက120နောက်ပိုင်းကြမှာအရှင်အာနန္ဒာမထေရတပါးတည်းပဲပြိနိဗ္ဗာန်ဆန်းတော်မူတဲ့အထိအလုတ်ကျွေးတိတံဖြစ်သွားတာအဲ့ဒီ120မတိုင်ခင်ကဟိုရဟန်းကလုတ်ကျွေးတွေ့တဲ့ရဟန်းကလုတ်ကျွေးတော့တာပဲအလုတ်ကျွေးတိတံမရှိဘူးသူသူနခတ်တဲ့ရဟန်းဆိုမိတော်ရှုတဲ့ဘုရားကြောင့်ဆိုအဲ့ဒီမှာတပါးပါဝင်ဖြစ်တယ်မေဂိယမထေရလည်းပဲအလုတ်ကျွေးတပါးမြတ်စွာဘုရားနဲ့တနေ့မြတ်စွာဘုရားနဲ့မေဂိယတနေ့ရကြွတော့တောတစ်ခုကိုဆွမ်းလန်သွားရင်လည်းမေဂိယမထေရတွေ့တော့ဟာတိတ်တရာလား သစ်ပင်တွေတောတောင်တွေလည်းပြည့်တယ်စမ်းကြောင်းတွေလည်းပြည့်တယ်ဆိုတော့အဲ့ဒါမြတ်စွာဘုရားရှင်လျှောက်တယ်တပည့်တော်ရှင်များထားခဲ့ပြီးတပည့်တော်တရားသွားအထုတ်ကျင်တော့တယ်ဗျာအဲ့တိုးထဲမှာခွင့်ပြုပါဗျာမြတ်စွာဘုရားကြီးလိုက်တယ်အချိန်မကျသေးတော့မသွားနဲ့အောင်မိခင်ကရှင်မိခင်ကမသွားနဲ့အောင်အချိန်မကျသေးဟာတပည့်တော်သွားမယ်ဗျာသွားကျင်တယ်ဗျာတခါတားမရနှစ်ခါတားလည်းမရသုံးခါကျတော့ဘုရားကမပြောတော့သွားအဲ့တော့မိခင်ကမတည်ဖျားထားပြီးတော့တော့ဦးတဲ့သွားပြီးတရားအားထုတ်တာ တရားအထုတ်တော့သူ့မှာကပါရမီဉာဏ်မရင်ကျန်တဲ့အပြင်တမာရီအားနေတဲ့အခါကျအဲ့တော့ဦးထဲမှာဝယ်တရားအထုတ်ရင်းနဲ့အတွေးတွေလျှောက်တွေးနေဟာตายရလိုက်တာကာမဂုဏ်တွေးတွေတွေးတာတော့အဲ့ဒီသင်္ကပ္ပဝိတ္တဆိုတာအတွေးတွေမှာလေအဲ့ကာမဒီကာမဂုဏ်ကာမဝိတ္တဗျာပါဒဝိတ္တဝိဟင်တာဝိတ္တဆိုအတွေးသုံးမျိုးတတ္တဝါရဒုက္ခပြေကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေး ဗျာပါဒဆိုဖြည့်စည်းကြောင်းနဲ့ပတ်သက်တဲ့အတွေ့တွေဝိဟိန္ဒဆိုညှင်းဆဲတက်ပြတ်တဲ့အကြောင်းနဲ့ပတ်သက်တဲ့အတွေ့အဲ့ဒီအတွေ့သုံးမျိုးကမိစ္ဆာသင်္ကပ္ပပဲတဲ့အတွေ့မှားတွေလို့ဘုရားကပြောတာသူကအဲ့ဒါတာယာဘွယ်ကာမဂုံလေးတွေရှောက်တွေ့ပြီးတော့အဲ့ဒါကာမဂုံအာယုံလေးတွေနဲ့ပြောတယ်တရားမှတ်လို့မရကာမဝိတ္တတွေကြံလိုက်ဗျာပါဒဝိတ္တတွေကြံလိုက်ဝိဟိန္ဒဝိတ္တတွေကြံလိုက်ဘလို့မှအဲ့ဒါတရားအားထုတ်လို့မရတဲ့အခါကျတော့နောက်ဆုံးမတတ်နိုင်တော့ဘုရားရှိပြန်ကြွ ရှင်မယားတပိတော့တရားအားထုတ်လို့မရဘူးဗျာ။ဘာတွေဖြစ်တာလဲအတွေးတွေဝင်တာပါဗျာ။ငါပြောတာပဲအချိန်မှမတန်သေးတာ။အတွေးတွေဆိုတာကအဲ့ဒါအနေရပဲတရားအားထုတ်တဲ့ပုံကိုဇေယျမြတ်စွာဘုရားရှင်မယားဒါဆိုရင်တပိတော့အတွေးဖြောက်နည်းလေးပါလေရှင်ပြေးပါအောင်ဗျာ။အတွေးဖြောက်နည်းတဲ့အတွေးရော့အောင်တော့လွတ်လွတ်ရရတဲ့နည်းရှိတယ်ဆိုဗျာကလေးနည်းပေးတယ်အတွေးရော့အောင်လို့တဲ့နည်းအတွေးသိမြားတဲ့ပုံကိုတွေရတဲ့တရားအားထုတ်ရင်အတွေးရှိတဲ့ပုံကလျာဏမေတ္တာနဲ့မိကောင်းဆွေကောင်းရှိရတယ် ောဂီတွေမှာတရားအထုတ်ရင်မိတ်ဆွေပေါင်းတဲ့ကောင်ရှိမှသူကတရားအထုတ်တဲ့အခါမှာအတွေးတွေပေါ်လာရင်သူတို့နဲ့တိုင်ပင်ပြီးတော့အတွေးကိုဖျောက်ရတယ်။မဟုတ်လို့ရှိရင်အဲ့ဒါစကားများတဲ့လူနဲ့တွေ့ရင်အတွေးတွေစကားများရင်လည်းအဲ့အတွေးတွေကထပ်ပေါ့။မိတ်ကောင်းဆွေကောင်အပေါင်းအသင်းကောင်ရှိရင်လည်းအတွေးကိုလျှော့ချနိုင်ပါတယ်တဲ့။နံပါတ်1ကတိလကောင်းကောင်းလုံထားတဲ့ပုဂ္ဂိုလ်ဟာလည်းအတွေးကိုလျှော့ချနိုင်ပါတယ်။တိလကသူကကာယကံနဲ့ဝစီကံအဓိကထိမ့်ပေးတယ်။ဒါပေမဲ့မနောကံမှာသူကထိမ့်ပေးတယ်ဆိုတော့ ဒါတော့သီလလုံတဲ့ပုဂ္ဂိုလ်ကလည်းအတွေးကိုလျှော့ချနိုင်ပါတယ်။နံပါတ်3ကဝစီကံကို ထိမ့်ရင်လည်းပဲအတွေးကိုလျှော့ချစေတယ်။ဝစီကံနေရထိမ့်ရစကားများတဲ့သူကအတွေးများများပေါ်တယ်။အဲကြောင့်ယောဂီတွေကိုဣဒ္ဓတွေမှာစကားမများခိုင်းစကားမပြောရဘူးလို့ပြောရစကားပြောရင်သူကအဲ့ပြောထားတဲ့စကားတွေစထိုင်ပြီဆိုတာနဲ့ပြောတဲ့စကားတွေပဲအကုန်ပြန်ဝင်တာကျိုးစရာတော့တွေစားတော့မဖတ်ခိုင်းဘူး ိုတချို့ယောဂီတွေကအော်အလကားမဖြစ်အောင်တရားနာတဲ့ချိန်မှာစာတွေဖတ်တာစာအုပ်တွေဖတ်တယ်အကုန်မျိုးမျိုးတော့စာအုပ်တွေဖတ်တဲ့အခါကျအဲတရားအားထုတ်ခါနေကြတော့အဲ့ဒါတရားလဲထိုင်လဲထိုင်အောင် तू ဖတ်တဲ့စာအုပ်တွေအကုန်ပေါ်တာ तू ဖတ်တဲ့စာအုပ်တွေအကုန်ပေါ်တာအဲ့ဒါဘုန်းကြီးကိုရီးယားမှာနေတော့ရေလို့ပဲဗမာကလေးတယောက်ပါသူမဟုတ်ဆရာတော်ဘုရားကြီးရဲ့တရားတွေနာပြီးတော့တကယ်ပဲတရားတွေအားကြပြီးတော့တရားအားမှတ်တယ်အဲ့တော့ဆရာတော်တရားအားမထုတ်ခင်ဆရာတော်ကြီးရဲ့ဉာဏ်စဉ်စာအုပ်တွေဖတ်တာတရားစာအုပ် ဖားပြီးတော့ဘုန်းကြီးနဲ့တွေ့တဲ့အခါငါညင်တရားအချင်းလေးလျှောက်ပါသူကရှင်မရတပီတော့ထိုင်အောင်မထိုင်ရသေးဘူးဗျာတဲ့ထိုင်ငါစားပဲရှိတယ်တပီတော့ရတရားအစင်ကတစင်ချင်းတစင်ချင်းညံနေတက်တက်ကုန်တာဗျာဟာမင်းထိုင်တာဘယ်လောက်ကြာပြီလဲသိမကြသေးဘူးဗျာသိမကြသေးပဲဘာလို့တလောက်တက်ရတာတော့မင်းဘာလောက်လဲတရားထိုင်ငါနေမတပီတော့စာအုပ်စာအုပ်တွေဖတ်တယ်ဗျာတဲ့အရင်မျိုးဘိုးကိုဆရာတော်ဗျာရစာအုပ်တွေဖတ်အေးမင်းအဲ့ဒါစာအုပ်တွေနဲ့လိုက်ပြီးစိတ်ကူးရင်တာလို့တကယ်တွေ့တာမဟုတ်ဘူးသူက တရားအမတုတ်ခင်စာအုပ်တွေဖတ်တာတော့တရားလဲထိုင်ရောအဲ့စာအုပ်တွေကအတိုင်းသူ့အတူပုံဖော်တာအတွင်းနဲ့အဲ့အတွင်းနဲ့ပုံဖော်ပြီးအဲ့စာအုပ်တွေစဉ်းစားပြီးတော့သူကဘယ်ညာနေဘယ်ညာနေဘယ်ညာနေသူ့အတူအစ်စ်နေနဲ့ create လုပ်လိုက်တာအစ်စ်နေတက်လိုက်တဲ့အခါကျတော့အဲ့ဒီစာအုပ်ကြီးကသူ့ခေါင်းထဲပေါ်တော့တရားထဲမှာတရားမတက်ဘဲနဲ့စာအုပ်အတွေးတွေဝင်သွားတော့တရားတက်တယ်လို့ဘာလို့ဖြစ်တာမှန်အဲ့ဒါတရားတက်တာမဟုတ်မင်းစာအုပ်တွေတွေးနေတာ ရမလို့ဇကာများရင်လည်းပဲအတွေးတွေအများကြီးပေါ်တဲ့အတွက်ကြောင့်ဝစီကံကိုထိမ့်ရတယ်တရားအထပ်ပြုတ်တယ်အတွေးမဝင်အောင်နောက်ဆုံးအတွေးမဝင်တဲ့ဤတဏီကအဲ့ဒါနောက်ဆုံးအချက်ကဘာလို့ ਆ လဲဆိုတော့ဒီအတွေးတွေများများပေါ်တဲ့သူဟာတဲ့အာရတဝိရိယတဲ့ပြင်းပြင်းထန်ထန်စူးစမ်းအားထုတ်မှုနဲ့ပြန်တိုက်ဖျက်ရတယ်လုံလအားဆက်ရတယ် တရားအထုတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီအတွေးတွေကိုများများဖြောက်နိုင်မှုဆိုရင်သူကတမာတိမတည်သေးတဲ့အတွက်ကြောင့်အတွေးများများဝင်တာတမာတိတည် concentration မရှိတဲ့အတွက်ကြောင့် thinking ဆိုတဲ့အတွေးတွေဝင်တဲ့အခါကျအဲ့အတွေးတွေရောသွားအောင်ဆိုရင်ချူစာအထုတ်မှုဝိရိယကအားဆိုင်ပေးရတယ်။ညဘုန်းကြီးတို့စာပေမှာကတော့အဲ့ဘုံ၅ပါးထဲမှာအတွဲတွဲကတမာတိနဲ့ဝိရိယအတွဲတွဲကညီရတယ်တမာတိအားကောင်းပြီးတော့ဝိရိယနည်းရင်လည်းပဲတရားရှိမတဲ့ဘူးသူကတမာတိအားကောင်းတော့ ဝိရိဟိုဟာတွေတမာတိနမိတ်လေးတွေထင်တော့အဲ့ဒါလေးတွေမှာပဲตายာပြီးတော့တရားအထုတဲ့ပုံကအဲ့တမာတိလေးတွေနဲ့ရှေ့ကိုမတက်တော့သမာဓိအားကောင်းပြီးတော့ဝိရိယအားနည်းနေရင်လည်းပဲတရားရှင်းမရဘူးတဲ့ဝိရိယအားကောင်းပြီးတော့တမာတိနည်းနေရင်လည်းပဲစိတ်တရားပြန့်လွင်နေပြီးတော့တရားကမတက်ဘူးတဲ့ဒါကြောင့်မလို့စအားထုတ်ကားသမှာတမာတိနည်းနေသေးတဲ့ပုံကိုကြတော့ဝိရိယကိုဆက်ပြီးတော့ကြိုးစားပေးရတယ်မြန်မြန်အားထုတ်ပေးလိုက်မှအတွေးတွေရော့သွားကြိုးစားအားထုတ်ပါမှာ ော်ဝိရိယကအတွေးကိုလျှော့ချစေတာဖြစ်တဲ့အတွက်ကြောင့်မေဂိယမထေရကိုမြတ်စွာဘုရားကအဲ့တရားလေးအတွေးလျှော့ချနေတယ်ပြေးလိုက်တော့အဲ့ဒီကျင့်စဉ်နဲ့သူပြန်ပြီးတော့အာထုတ်တော့တရားလေးတွေပြန်တက်လာပြောချင်တာကလူတွေမှာအဲ့ဒီအတွေးတွေကတရားအာထုတ်ရင်လည်းအယံပေါ်တဲ့အတွက်ကြောင့်တာမန်ပုတ္တဇဉ်ဘဝတွေမှာ အတွေးတွေကြောင့်တတ္တဝါတွေဒုက္ခပေးတာဖြစ်တဲ့အတွက်ကြောင့်အတွေးရှိလာလို့ရှိရင်အတွေးကရှိထားရမှာမဟုတ်အတွေးကသိရမှာ နော်ကိုယ်အတွေ့ရကိုယ်ဘဝကိုပုံခေါ်ပေးတာဖြစ်တဲ့ကြောင့်ဘဝမှာနေရတဲ့အခိုက်အတန့်မှာအတွေ့တွေမလိုအပ်တဲ့အတွေ့တွေနဲ့ခေါင်းတွေကိုလေးမလီစေပါနဲ့အတွေ့မှားတာနဲ့တတ္တဝါတွေစိတ်တွေကလေးသွားပြီးတော့အဲ့ဒီလေးတွေနဲ့စိတ်နဲ့ပဲအတွေ့တွေကနေပြီးတော့လူကိုကောင်းတဲ့အကျိုးတွေမပေးတော့များသောအားဖြင့်တွေးတယ်ဆိုတာကလည်းကောင်းတဲ့အတွေ့တွေမကောင်းတဲ့အတွေ့တွေပဲများ ကောင်းတဲ့အတွေးများဆိုအာယုန်တွေကိုလိုက်ခံစားပြီးတော့အဲ့ဒီအာယုန်တွေမှာစိတ်အတွေးတွေဝင်ပြီးတော့အတွေးတစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းလိုက်တွေးတာတချို့အတွေးတွေလွန်နေတော့တခါတခါအလုတ်ထဲမှာလည်းအာယုန်မဆိုင်နေဘူးသူအတွေးနေတူလေသူအတွေးနေတူဟိုတွေရောက်ဒီရောက်ရှောက်တွေးနေတာအလုတ်ကအာယုန်မဆူဆနိုင်ဘူးစာကြက်တဲ့ပုံကိုရလည်းပဲစာတွေနဲ့ဟိုစာကြက်တဲ့အချိန်မှာစာကိုလည်းစိတ်မရောက်ပဲအတွေးတွေနဲ့ဟိုရှောက်တွေးဒီရှောက်တွေးအဲ့ဒါတခါခါကျဘုန်းကြီးတို့ ကိုဘဝနဲ့ကိုချိန်ထိုးကြည့်တယ်။ငငယ်တုန်းကဘဝနဲ့အသက်ကြီးလာတဲ့ဘဝတူ ਉ မတူတော့။ငယ်တုန်းကကလေးလေးဘဝကဘာမှအတွေးမရှိဘူးခေါင်းထဲ။အပြစ်ကင်းနေဆိုရင်အဲ့ဒါသူတို့ကဘာအတွေးမှအများကြီးမရှိဘူး။စာကျက်ဆိုရင်ကျက်လိုက်တာပဲစာကျက်ပြီးပြီးဆော့ရမယ်ပြီးတော့စာမြင်မြင်ရတယ်သူတို့ကြ။လူကြီးကြတော့အသက်20ကျော်ပြီဆို15 16ဆိုရင်အတွေးတရားများတော့စာကျက်လည်းမရတော့။ရှောက်တွေးတာအတွေးတရားကြီးလေအပြစ်များနေပဲဆိုအဲ့ဒါပေါ့လား။ညလူကြီးကြတော့ ဟိုလူငယ်တုန်းကတော့အတွေးမရှိဘူးကြက်ဆိုရင်လည်းကြက်တယ်သူကဟို think critical thinking မရှိဘူးသဘောတရားမပါတော့တက်ရွယ်ကြီးလာတဲ့အခါကျတော့ကြက်တယ်အတွေးများတယ်ဒါပေမဲ့အတွေးတွေမှာသဘောတရားလေးတွေကမှတ်မှတ်ပြီးတော့ကြက်တတ်တဲ့သဘောရှိတော့ကြီးတဲ့လူရဲ့ကြက်နီးကြတော့သူကဆွဲတယ်ငယ်တဲ့လူကြတော့လည်းဘိုင်ဟတ်ကြက်တဲ့စနစ်နဲ့ပဲသူ့မှာဘာအတွေးမှမပေါ့မရှိဘူး critical thinking မရှိဘူးစူးစမ်းစဉ်းကျင်တဲ့အတွေး ။နောက်ရမငငယ်တုန်းကအတွေးနေတယ်။ကြီးတဲ့ခါအတွေးတွေများ။တက်ကြီးလေအတွေးတွေများတယ်။အသက်ကြီးလေအတွေးတွေများတယ်။ဖခင်ကတော့အတွေးများတဲ့ပုဂ္ဂိုလ်ကိုတဲ့။အတွေးတားများတဲ့ပုဂ္ဂိုလ်ဟာတဲ့။ဝင်လေထွက်လေကိုများများမှတ်ရတယ်။အာနာပါနဘာဝနာအာနာပါနကမ္မထံကိုများများမှတ်ပြီ။အတွေးသိများတဲ့ပုဂ္ဂိုလ်ဟာခဏခဏတရားအားထုတ်လဲအတွေးတွေပေါ်တာပဲ။ကိုယ်ကလေးလုပ်လဲအတွေးတွေပေါ်တာပဲ။အတွေးတွေတားများတဲ့ပုဂ္ဂိုလ်ဟာတဲ့။မြတ်စွာဘုရားကတော့ဝင်လေထွက်လေကို စုဆိုင်ပြီးတော့အဓိကထားပြီးကြိုးစားအားထုတ်ရတယ်ဝင်လေထွက်လေခါကြအာနာပါနကမ္မထံခေါ်တာဝင်လေထွက်လေဝင်လေထွက်လေအရှိတိုင်းသိပေးရတခါကလူတွေကတရားအားထုတ်တာတိတ်ခတ်တာပဲလို့ထင်တာအမှန်တော့တရားအားထုတ်နေရလွယ်တယ်လေးချင်းဖို့တာခက်တာဘုန်းကြီးတို့အချိန်မရဘူးတရားအားထုတ်ဖို့အချိန်မရဒီလိုတို့ဘုရားအလုပ်တွေရှုပ်တဲ့တရားရေးသားလည်းမသွားနိုင်မမှတ်နိုင်ဘူးအဲ့လိုပုံကိုမြင်ရဘုန်းကြီးကဘယ်လိုပြောအဲရေးသားသွားမနေနဲ့ ချန်တဲ့အချိန်မှာအားလို့မမတ်နိုင်ဘူးဆိုလေအိတ်ခံနေအဲ့ရတဲ့ရောက်တဲ့အခါမှာကိုယ့်ရဲ့နှာသီးပြားထည့်ကလေးကိုစိတ်ကလေးကပို့ပြီးတော့အသက်ကလေးကိုအရှိအတိုင်းလေးလိုက်ပြီးတော့တိပြီးတော့ရှူပေးပါအသက်ကိုလုံးမရှူရအောင်အသက်ကိုရှူနေကြအတိုင်းလေးပဲအရှိအတိုင်းတိပေးရမှာအဲ့ဒါပဲအရှိအတိုင်းတူရှူနေတဲ့အတိုင်းဖြည်းဖြည်းလေးတိုးဝင်သွားရင်အဲ့နှာသီးပေါက်လေးတိုးဝင်သွားတဲ့သဘောလေးအဲ့ဒီနှာသီးထိတ်ကလေးကပဲ ဘိုက်အထိလိုက်မသွားတော့ပဲအနာတိပြအထိကလေးရပဲတတိလေးကပ်ပြီးတော့စောင့်ပြီးတော့ကြည့်ဝင်လေဝင်လေလေးဆုံးသွားထွက်လေလေးပြန်စထွက်လေအဲ့ဒါအစားဆုံးဝင်လေထွက်လေတွေဟုတ်လားတတိမလွတ်ပဲတပတ်ရသွားပြီဆိုရင်မက်ကင်ရှင်ပါတခါလဲစိုက်တယ်အတွေးတွေပြတ်သွားတယ်ညောင်းအဲ့ဒီဝင်လေထွက်လေတွေကိုမှတ်တတ်တဲ့အကျင်လေးလုတ်ပြီးကျန်တဲ့အချိန်မှမှတ်နိုင်အရာတွေရောက်ရင်အလိုလိုနာတိပြထိတ်ကလေးစိတ်ကလေးထားပြီးအသက်ကလေးကိုတိပီရှူတတ်တဲ့အကျင်လေးလေ့ကျင့်လုတ်ပြီးပါ ိတ်ခါနေဟိုတွေးဒီတွေးတွေးပြီးအိတ်ထားတဲ့စာရင် အာနာပါနလေးမှတ်ပြီးတော့အိတ်ပျော်သွားတာကပျော်ကောင်းမယ်အကယ်၍မအိတ်ပျော်နေတခုဖြစ်ပြီးသေသွားရင် အတွေးနဲ့အိတ်ပျော်ပြီးတော့သေသွားတဲ့လူကအဲ့အိတ်ပျော်ကနေမှဖြစ်တဲ့အတွေးကအရင်အကျိုးပေးတာနည်းနည်းချာချာအိတ်ပျော်နေတဲ့စိတ်မှာဘဝင်စိတ်ပဲရှိကုသိုလ်လည်းမဖြစ်အကုသိုလ်လည်းမဖြစ် ုသိုလ်အကုသိုလ်မရှိအချိုးမပေးဘူးဘယ်စိတ်ကအရင်အချိုးပေးတာအိပ်ပျော်ကနေမှဖြစ်တဲ့အစိတ်ကအရင်အချိုးပေးတာဆိုအိပ်ပျော်ကနေမှတခုခုဆွဲပြီးတွေးပြီးတော့အိပ်ပျော်သွားရင်အိပ်ပျော်ရင်သေသွားရင်အိပ်အဆွဲနဲ့အရင်အချိုးပေးတာကြောင့်ဒီကနေမှကျန်တဲ့အဆွဲတွေမဝဲအောင်အတွေးတွေတွေးမနေတော့ကိုယ့်ရဲ့နာတိပြားကိုဝင်လင်ထွက်လေတို့ရှုပြီးမှတ်တတ်တဲ့အကျင့်လေးနဲ့အိပ်ပျော်အောင်ကြိုးစားပါအိပ်ပျော်နေရင်တခုခုဖြစ်သွားလဲပဲအဲ့ဒီအမှတ်လေးတတိလေးနဲ့အိပ်ပျော်တဲ့အတွေ့အကြုံကောင်းတဲ့ပေါ်အချိုးပေးတာ ရောက်လို့ဝိပဿနာတရားအာထုတ်တယ်အာနာပါနကျင့်စဉ်ဆိုတာအခက်ကြီးမဟုတ်ဘူးရေးတာသွားမှတရားအာထုတ်တာမဟုတ်ဘူးကို့အိမ်မှာနေစဉ်နေစဉ်လည်းပဲတရားအာထုတ်လို့ရတယ်ဖခင်ကဣရိယာပုတ်တိုင်းကိုအာထုတ်ခွင့်ရှိတယ်လို့ပြောထားပြီးသားရုပ်ဆာဆိုဘာပဲလုပ်လို့အိမ်သာဝင်တာအစအဲ့ဒီအတိလင်းနဲ့ဝင်တရားပဲစိတ်ပါလက်ပါ အာထုတ်ဖို့ပဲအရေးကြီးဒါကြောင့်မို့ရေးတာသွားမှတရားအာထုတ်တာမို့စိတ်ပါရင်အိယာဟာရေးတာပဲ စိတ်ပါလက်ပါရှိနေအိတ်ကိုအိယာကိုရိတ်တာစိတ်ပါရင်အိယာဟာရိတ်တာထို့အတူပဲစိတ်မပါရင်ရိတ်တာဟာလည်းအိယာပဲချိုရိတ်တာတော့အိတ်အိတ်ပြီးပြန်လာရှိနော်စိတ်မပါရင်ရိတ်တာဟာလည်းအိယာပဲစိတ်ပါရင်အိယာရိတ်တာပဲဆိုတော့ကိုအိယာကကိုရိတ်တာ เนาะအိပ်ရတဲ့ရောက်ရင်တခြားဟာတွေတွေးမနေအတွေးရလူကိုဒုက္ခပေးတဲ့အဖြစ်ဝင်လေထွက်လေလေးတတိလေးကပ်ပြီးတော့အိပ်တက်တဲ့အကျင်တွေလှုပ်ပေးရင်ကိုယ်စိတ်နဲ့အကိုအတွေးကတထက်တဲကြပြီးတဲ့အခါကျတော့အတွေးတွေမမားတော့အတွေးမမားရင်အဝေးမသွားတော့အဝေးမသွားရင်ကိုယ်စိတ်ကလေးကိုထိန်းချုပ်နိုင်ပြီဆိုတတိတရားလေးနဲ့အိပ်ပြော ဒါကြောင့်ဘဝမှာတတ္တဝါတွေအတွက်အရေးကြီးဆုံးညာကမလိုအပ်တဲ့အတွေ့တွေခေါင်းထဲမှာထားရဘူးကိုယ့်အတွေ့အကိုဘဝပုံဟောပေးတတ်တဲ့အတွေ့ကြောင့်အတွေ့တွေနဲ့ဘဝကိုမကောင်းတဲ့ပုံတွေမဖော်မိကြပါစေနဲ့ကိုယ့်အတွေ့နဲ့ကိုယ့်ဟာတော့ကောင်းတဲ့ပုံလေးတွေဖော်ပြီးတော့ကောင်းတဲ့အတွေ့ကကောင်းတဲ့အမြင်ကိုဖြစ်စေတယ်ကောင်းတဲ့အမြင်ကနေကောင်းတဲ့ အကြံတွေဖြစ်စေတယ်။ကောင်းတဲ့အကြံကလည်းကောင်းတဲ့အလုပ်တွေဖြစ်စေတယ်။ကောင်းတဲ့အလုပ်ကလည်းကောင်းတဲ့အသက်မွေးမှုတွေဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကတမ္မာသင်္ကပ္ပနဲ့တမ္မာဒိဋ္ဌိကိုတွဲထား။တမ္မာဒိဋ္ဌိဆိုအမြင်မှန်တာတမ္မာသင်္ကပ္ပအတွေးမှန်တာ။အဲ့ဒီကခုကသူနဲ့တူတူပဲဆက်ဆက်နေအမြင်မှန်မှလည်းအတွေးမှန်တယ်။အတွေးမှန်မှလည်းအမြင်မှန်အရေးကြီးတဲ့အတွက်ရမြတ်စွာဘုရားကအတွေးကိုမှတ်အောင်ကြိုးစားပါအတွေးမှတ်အောင်ဆိုရင် အတွေးကိုသိရမှာ ကိုတွေးနေတဲ့အတွေးကိုမသိရင်အတွေးကရှောက်သွေးတာဖြစ်တဲ့အတွက်ကြောင့်စိတ်ထဲမှာအတွေးတွေပေါ်ရင်အဲ့အတွေးကိုတိလိုက်ပါ အတွေးသိရင်အတွေးကမရှိတော့ဘူးအတွေးမရှိရင်တတိလေးကတ်နေတော့အလုံငန်းမှန်သမျှလဲသူကတဲ့တဲ့မှမှ လုံနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဘုဒ္ဓနာမှာရှိနေတဲ့မလိုအပ်တဲ့အတွေးတွေကိုမြန်မြန်ထုတ်ပလိုက်ပြီးတော့ကောင်းတဲ့အတွေးတွေနဲ့ဘဝကိုတိဆောက် your thoughts is your life ကိုအတွေ့အကြုံဘဝပဲဖြစ်တဲ့အတွေ့အကြုံဘဝကိုကောင်းတဲ့အတွေ့အကြုံကုသိုလ်ရမယ်အတွေ့အကြုံနဲ့ပုံဖော်ပြီးတော့မကောင်းတဲ့အတွေ့အကုသိုလ်ဖြစ်စေမယ်အတွေ့အကြုံကိုမြန်မြန်ထုတ်ပြီးတော့ကိုယ်ဘဝကိုကောင်းတဲ့အတွေ့အကြုံနဲ့ကောင်းတဲ့အမြင်လေးတွေရှိပြီးတော့ကောင်းတဲ့အလုတ်လေးတွေကောင်းတဲ့အတွေ့အကြုံကောင်းတဲ့အကြံလေးတွေနဲ့ဘဝကိုကောင်းကောင်းမွန်မွန်ပုံဖော်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်